ဆရာတော်ရှင်စေကိနမိတော်တော်သုံးခုမှတ်လိုက်တယ်ကြိုက်တယ်တပည့်တော်တို့ကြောင်းနေမှာသင်နေတာဟာကြံစည်ခြင်းသုံးမျိုးတည်းမှာဒါပါလေသုတ္တမရပဲရှိတယ်နော်သင်ထားတာဟာနော်အဲ့ဒါကိုလေးလေးနက်နက်ကြံမှစိန်တမရအဲ့ဒီစိန်တမရကြံစည်ယုံနဲ့လည်းမပြီးဘူးကမ္မဋ္ဌာန်းကလက်တွေကိုအထုတ်ပါဖြစ်ဘာဝနာမရရအဲ့ဒါကြောင့်ပရိယတ္တိ ပမာဏသာသနာတသတိတ္ယာသာသနာတော်ကြာကြာတည်ဖို့ရအခြေခံကပရိယတိတပည့်တော်တို့တက္ကသိုလ်တွေကပေးမယ်ပฏิပတ်တိကိုလည်းပဲဒီတက္ကသိုလ်တွေကပဲပေးနေရဆရာတော်ဥဒမသာမီရဲ့နှုတ်ပုတ်ကလေးနှုတ်ကလေးကြီးလိုက်တော့အဲ့ဒါသွားတွေ့တော့တော်တော်ကြိုက်သွားတယ်အခြေခံဝိပဿနာတစ်မျိုးရှိတယ်အကယ်ဒမီဝိပဿနာဆိုတာတစ်မျိုးရှိတယ်နှစ်မျိုး အဲ့ဒါဗမာလူစာအုပ်တွေထွက်တာရှမ်းရင်နိုင်ရမယ်ဝိသုဒ္ဓိမေဟာအကောင်းဆုံးပဲအာနာပါနသတိနိဒိသဟာအကောင်းဆုံးပဲအဲ့ဒီကနေတက်လိုက်ရင်ပညာဘူမိနိဒိသတက်နိုင်တယ်ပူကောင်းဒီနိဒိသနှစ်ခုကြည့်ရင်အဆင်ပြေပြီအဲ့ဒါကြောင့်တပည့်တော်တို့ရဲ့တက်ကတော်များမှာတက်ပရိယတ္တိပိတကသုံးပုံကိုအင်္ဂလိပ်လိုဖတ်မယ်နှစ်လူမွေးတွေလောက်ရမယ်သုံး ပฏิပတ်တိဌာနပါ တွဲပြီးတော့လှုပ်ဖို့ရန်အတွက်ပฏิပတ်တိကိုလည်းပို့ချတော်မူကြပါလို့ပြောပြီးတော့ဒီကနေ့ညတပည့်တော်ရဲ့တိုက်တွန်းစကားကိုဒီမှာပဲနေကုန်ချုပ်ပါပြီတိရကူစံလပမာချမ်းမြပါရာရှိတော်မူကြပါစေဗျာသာ